လောကမှာဘေးရန်အန္တရာယ်တွေကြုံသမျှလူမိုက်ကြောင့်ဖြစ်တာတဲ့ပညာမဲ့တဲ့ပုဂ္ဂိုလ်တွေကြောင့်ဖြစ်တာတဲ့စဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ကြောင့်ဘာမှဒုက္ခမရောက်ဘူးတဲ့လောကတုသာတွေဟောမြတ်စွာဘုရားကလည်းဒီမှာဟောထားတာလောကမှာဖြစ်ပေါ်သမျှဘေးရန်တွေဟာဘာလကြောင့်ဖြစ်တာတဲ့ပဏိတကြောင့်ဖြစ်တာမရှိဘူးတဲ့ဥပမာပေးတယ်မာရီပြောနေကြစကားတစ်ခုပေါ့ အမိုက်ကစပြတ်တတ်မေးလောင်ဆိုလောကမှာတံပိုးရှိတဲ့အရာတွေပျက်စီးကုန်တာဟာတံပိုးမရှိတဲ့အမိုက်ပုံကနေစတာတံပိုးမရှိတဲ့အမိုက်ပုံကစပြီးလောင်တဲ့မီးဟာတံပိုးရှိတဲ့တိုက်တဲ့အိမ်တွေကုန်ပါသွားတယ်တဲ့အဲ့ဒါမျိုးလိုပဲလူမိုက်တွေကြောင့်ဖြစ်ပေါ်လာတဲ့အနေရဆိုးကြီးဟာတံပိုးရှိတဲ့လူတွေပါပါသွားနိုင်တယ်တဲ့ဒါလို့ဆိုလိုတယ်နော်အဲ့ဒါကြောင့်မို့လို့ ဘေးကအန္တရာယ်ဆိုတာဟာတန်တရာထဲမှာရှိနေလို့ရှိရင်တော့ကြုံနိုင်တယ်ဘသူကြောင့်ကြုံတာတုံးဆိုရင်မြတ်စွာဘုရားရဲ့လူမိုက်ကြောင့်ကြုံတာတဲ့မသိမသိမလိမ္မာတဲ့ပုံကိုယ်တွေကြောင့်အန္တရာယ်ဆိုတာဒီလိုပဲကြုံတတ်တယ်ဘာလဆိုတာဟာဘယ်လိုပုံကိုယ်မျိုးတုံးလို့မေးလို့ရှိရင်လုံးဝအသိဉာဏ်ကင်းမဲ့တဲ့နလဘိန်တုံးတွေကိုလူမိုက်လို့ခေါ်တာပဲ။ တို့ကထင်ရလောက်တတ်တဲ့အနေအထားတစ်ခုရှိတယ်ဗောအကြောင်းအကျိုးကောင်းဆိုမသိဘူးမသိတဲ့အခါမှာတို့လုံးသမားတွေဟာ အများဒုက္ခဖြစ်ဖို့တွေကြီးပဲဖြစ်တယ်အဲ့ဒါမျိုးကိုဘာလာလို့ခေါ်တာဓမ္မမိတ်ဆွေများအလုံးပဲမင်္ဂလာပါဓမ္မတုဒ္ဒရှင်လေးမှာအသိပညာဘုဒ္ဓတရားဝေဟာတရားတော်များကိုရှားပွင့်ပြီးနာဝေပြင်းခြင်းဖြစ်ပါတယ်လောကလူတွေကြုံတတ်တယ်တဲ့မကြုံတတ်တော့ဆိုရင် မိဘေးကြီးတက်နာကြုံတတ်တယ်ရေဘေးကြီးတက်နာကြုံတတ်တယ်နောက်ပြီးတော့စစ်ဘေးကြီးကြုံတတ်တယ်ဘေးသုံးမျိုးဆိုပြီးတော့မြတ်စွာဘုရားဒါကတစ်ခေတ်တစ်ခါမှာမရှောင်မလွှဲနိုင်လောက်အောင်လူတွေမှာကြုံတယ်အဲ့တော့ဘေးဆိုတာရမယံခါဒီလိုကြုံရတတ်တာဒါရီကခုနပြောသလိုကံလို့ပြောလို့မရအကုန်လုံးကံတော့ပါတာပေါ့ တိတံကံလို့ပြောလို့မရဘူး။ဘာလို့လဲဆိုတော့လူသားအလုံးခံရတတ်တာ။အဲ့ဒါမျိုးကြတော့တိတံကံလို့မပြောဘဲနဲ့ဝတ္တသေးဝေသောဒေါသောတဲ့။တန်တရာဝထဲမှာဖြစ်ရခြင်းအပြစ်ပဲ။ဟာဒီလိုချုံးကုန်ပြီးတော့ပြောလိုက်တာနော်။ဝဆင်းရလွတ်သွားရင်တော့ဒီလိုဒုက္ခတွေကြုံမှာမဟုတ်ဘူး။မိဘကြီးတင့်နေမိတွေလောင်းနေ။ ။အိုးမန္တလေးမြို့ဆိုခဏခဏအရင်တော့ကမိလောင်တာအားလုံးကြုံနေကြတာဒီမိဘေးတက်နေဆိုဒါလည်းစက်ဆရာဘေးတစ်ခုဖြည့်ဆည်းမှုတွေကြီးကျယ်နောက်တစ်ခါရေဘေးကြီးတက်နေကဘာမှာလဲကြားနေရတာပဲဟိုနာရေလွှမ်းဒီနာရေလွှမ်းရေချောင်းပျက်စီးတာတွေဒါတွေရှိတာပဲဘေးတွေဩစစ်ဘေးစစ်တံကြုံရတဲ့နိုင်ငံတွေကြုံနေတာပဲအဲ့ဒါလို့ကြုံပြီးတော့ ဒီယမယံခအကန့်အသတ်နဲ့ဆိုတာလို့ယမယံခကျတော့အကတ္တဘောင်ကိုကြော်ပြီးတော့ကဘာစစ်လို့ခေါ်ရတဲ့အနေအထားမျိုးတွေရောက်လာတာပဲဟောအဲ့ဒါလို့ကြုံရတာနေနဲ့ပတ်သက်တဲ့အခါမှာလူတွေကအဲ့ဒါလို့ဘေးမျိုးကိုဘယ်လိုပြောကြတော့ဆိုတော့တာအမိမကန်နိုင်လောက်အောင်ကြီးမားတဲ့ဘေးကြီးတွေလို့ တို့တတ်မှတ်ကြမိဘကြီးကြုံတယ်ရေဘကြီးကြုံတယ်အဲတချို့မိသားစုရေမိတဲ့ပါသွားတယ်ရေတဲ့ပါသွားစစ်ဘေးစစ်တမ်းထဲမှာဒီလိုသေဆုံးသွားကြတယ်ตาနဲ့အမိတကွဲတပြားဖြစ်ပြီးတော့ตาကလည်းအမေကိုမကယ်နိုင်ဘူးအမေကလည်းပဲตาကိုမကယ်နိုင်ဘူးအဲ့ဒီလိုဘေးမျိုးတွေကြုံတယ်လို့သစ္စာဗျာအဲ့ဒီတုတ်တံမှာ တမန်ပုထုဇဉ်ပုဂ္ဂိုလ်တွေကအဲ့ဒါလို့လောကမှာကြုံတွေ့ရတဲ့ဖေးတွေကိုအမတာပုဒ္ဓိကသားနဲ့အမိတဦးနဲ့တဦးပြန်လည်မကူညီနိုင်တဲ့ဖေးလို့တမန်တယ်သို့တော်မြတ်စွာဘုရားကအဲ့ဒါတွေဟာကဲတင်ဖို့ဖြစ်နိုင်တဲ့အနေအထားတွေအများကြီးရှိပါတယ်တကယ်အမိနဲ့သား မကယ်နိုင်တဲ့ဘေးဆိုတာဒီဘေးကိုပြောတာမဟုတ်ဘူးတဲ့မြတ်စွာဘုရားကစရာဘေးဖြာဓိဘေးမရဏဘေးတဲ့အဲ့ဒါတော့လုံးဝကိုမကယ်နိုင်တာပဲတေချာသို့သောပုရုဇဉ်တွေကတော့အိုးလာတာကိုဘေးလို့မထင်ဘူးနာတာကိုလည်းဘေးလို့မထင်ဘူးသေတာကိုလည်းဘေးလို့မထင်ဘူးပေါ့မြတ်စွာဘုရားကအဲ့ဒီအိုခြင်းနာခြင်းသေခြင်းဆိုတဲ့ဘေးကိုလားဘေးလို့ဒါလို့ဟောတယ်အဲ့တောက်တယ်ကဲအခုကြည့်လိုက်မယ်ဆိုရင် ကကြီးသုံးပါးဆိုတာလောကကဘာလူသားတွေမှာယမယံခါကြုံတွေ့နိုင်တဲ့အခြေအနေဇိုးကြီးတွေဘေးဇိုးရန်ဇိုးကြီးတွေလို့သူတို့ပြောတာနော်ကဲဒါဖြင့်ဒီလိုဘေးဇိုးရန်ဇိုးကြီးတွေဟာဘသူကြောင့်လောကမှာဘေးအန္တရာယ်တွေပေါ်ထထာလဲလို့အဖြေရှာတဲ့အခါမြတ်စွာဘုရားကတုတ်တန်တစ်ခုမှဟောထားတယ် ဲမြတ်စွာဘုရားဟောထားတဲ့တုတ်တန်အရာဆိုလို့ရှိရင်ယာနိကာနိစီဘိခဝေဘယာနိဘာလာတော်ဥပိသန္တိနောပဏိတတော်လောကမှာဖြစ်ပေါ်လာတဲ့ဘေးတွေမှန်သမျှလူမိုက်တွေကြောင့်ဖြစ်တာတဲ့ဒီနေရာမှာလူမိုက်ဆိုတာလူโซကိုအခုခေတ် လူတွေကလူမိုက်လို့ခေါ်ကြတာတကယ်လူမိုက်ဆိုတဲ့အထက်မှာ လိမ်မာပြီးတော့မတိတတ်တဲ့လူလေလိမ်လူမိုက်ပဲလိမ်တော့လိမ်မာတယ်မတိတတ်ဘူးအတိညာမရှိတဲ့လူပါလည်းပဲလူမိုက်ပဲဒါကြောင့်မို့ဘာလဆိုတာဟာဘယ်လိုပုဂ္ဂိုလ်မျိုးတော်လို့မေးလို့ရှင်လုံးဝအတိညာကင်းမဲ့တဲ့နလဘိန်းတုံးတွေကိုလူမိုက်လို့ခေါ်တာပဲသူတို့ကထင်ရလောက်တတ်တဲ့အနေအထားတစ်ခုရှိတယ်ဗောအကြောင်းအကျိုးအကောင်းဆုံးမသိဘူး မသိတဲ့အခါမှာသူတို့လုံးသမားတွေဟာအများဒုက္ခဖြစ်ဖို့တွေကြီးပဲဖြစ်တယ်။အဲ့ဒါမျိုးကိုဘာလလို့ခေါ်တာ။ဒါကြောင့်မို့လို့ဘာလအဓိပ္ပာယ်ပေးတဲ့အခါမှာဒီစကလုံးရဲ့အဓိပ္ပာယ်မြန်မာတွေကတော့လူမိုက်လို့ပဲပြန်ကြတယ်။အဲ့တော့လူမိုက်ဆိုလို့ရှိရင်လူတွေကတော့မိဘစကားနားမထောင်ရင်လူမိုက်ဆရာစကားနားမထောင်လူမိုက်သိုးသိုးသွန်းနေရင်လူမိုက်လို့ဒီလိုသတ်မှတ်ကြတယ်။မဟုတ်ဘူးအဲ့ဒါတော့တင်မကဘူးလူမိုက်ဆိုတာ။ ဲ့ဒါကြောင့်မို့လူမရဲ့အတိတ်ပဲကိုဖော်တဲ့ခန္ဓာတဲ့ဘယ်လိုအတိတ်ပဲတွေပေးတယ်လို့ဆိုဘာလဆိုတဲ့စကားလုံးမှာဘာဆိုတာနှစ်ကနန်းကိုပြောတာလာဆိုတာကဖြစ်စည်းတယ်အကျိုးနှမျိုးကို ဖြစ်စည်းတယ်ပစ္စုပန်ဘဝအကျိုးလည်းဖြစ်စည်းတယ်နောင်ဘဝအတွက်အကျိုးလည်းဖြစ်စည်းတယ်ဆိုလိုတာက ဒီဘဝကောင်းစားရေးကိုလည်းဖြက်စီးတယ်နောက်ဘဝကောင်းစားရေးကိုလည်းဖြက်စီးတယ်ပေါ့မျက်မှောက်ဘဝမှာရနိုင်တဲ့အကျိုးကိုလည်းဖြက်စီးပစ်သူနောက်ဘဝမှာရနိုင်တဲ့အကျိုးတရားကိုလည်းဖြက်စီးပစ်သူအဲ့ဒီပုံကမျိုးကိုပါလာလို့ခေါ်တယ်တဲ့ဒါက definition တစ်ခုဟောနောက်တစ်ခုကအကျိုးမဲ့နှစ်မျိုးကိုရယူထပ်တဲ့ပုဂ္ဂိုလ်တဲ့ပစ္စုပန်ဘဝမှာအကျိုးမဲ့ဖြစ်တာ နောင်တန်တရာမှာအကျိုးမဲ့ဖြစ်တဲ့ကိစ္စနှစ်ခုကိုရယူသိမ့်ပိုက်ထားတဲ့ပုဂ္ဂိုလ်ဟာလည်းပဲဘာလပဲတဲ့ဒါအထိပ္ပယ်တစ်ခုနောက်တစ်ခုကတော့ဘာလို့လဲဆိုရင်နှာခေါင်းကလေလေထွက်လေဝင်လေလေအသက်ရှူယုံရှူပြီးတော့အသက်ရှင်းနေတဲ့ပုဂ္ဂိုလ်ကြီးမှန်တယ်များအသက်ပညာဘာမှမပါဘူးအသိပညာလုံးဝမရှိပဲနဲ့အသက်ရှူယုံများအသက်ရှင်းနေတဲ့ပုဂ္ဂိုလ်ကြီးကိုဘာလို့ခေါ်တယ် အဲ့ဒီပုံကောလည်းပဲသူကသူလုံးသမျာအများအတွက်ဒုက္ခတွေဖြစ်ဖြစ်တတ်တယ်ပေါ့ငါ50ဇက်ထဲမှာရှိတယ်လေသားမိနှစ်ယောက်ဆံဖော့နေတယ်ဆံဖော့နေတဲ့အခါကျတော့အမေခေါင်းကိုမှက်ကဝင်ကြိုက်တယ်ကြိုက်တော့အမေလို့သူကငါသမီးငါငါနှစ်ဖူးမယ်နှစ်ဖူးမယ်မက်ကြီးတွေ့နေတယ်မောင်းစမ်းမှမောင်းစမ်းမှဆိုတော့ဘာလုပ်တော့ဆိုရင်ချပွေးနဲ့ကောက်ပြီးနှစ်ဖူးထုတ် ူကတော့မှက်ကိုထုတာပဲဒါပဲသေတော့အမေသေးသွားတာမှက်ကတော့ပြန်သွားတာပေါ့သူ့ပဲအထုခံအဲ့တလူဖြစ်မယ်ဆိုတာကိုမသိတာပြီးတော့မှငိုတဲ့သူ့အမေသေးသွားမှငိုပါအဲ့ဒါမျိုးကိုဘာလာလို့ခေါ်တာအဲ့ဒါလူမသိမိုက်မဲတဲ့ပုဂ္ဂိုလ်ဟာတခုလုံးလိုက်လို့ရှင်ဒုက္ခရောက်ဖို့ကြီးပဲဖြစ်တာမျိုး မင်္ဂလာတုတ်ထဲမှာဟောထဲတဲ့အသေဝနာသဗ္ဗလနံဆိုရအဲ့ဒါမျိုးတွေကိုပြောတာเนาะအဲ့တော့မြတ်စွာဘုရားကလည်းဒီမှာဟောထားတယ်လောကမှာဘေးရန်အန္တရာယ်တွေကြုံသမျှလူမိုက်ကြောင့်ဖြစ်တာတဲ့ပညာမဲ့တဲ့ပုဂ္ဂိုလ်တွေကြောင့်ဖြစ်တာတဲ့စဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ကြောင့်ဘာမှဒုက္ခမရောက်ဘူးတဲ့လောကဒုသာတွေဒါကြောင့်မို့နိတိကျမ်းတွေကဘယ်လိုပြောတော့ဆိုရင်နိတိကျမ်းတွေကဘယ်လိုပြောတော့ဆိုရင် လူမိုက်မိတ်ဆွေကိုမပေါင်းနဲ့လူမိုက်မိတ်ဆွေပညာရှိရန်သူကိုပေါင်းတာကောင်းသေးတယ်ပညာရှိတဲ့ရန်သူက လူမိုက်မိတ်ဆွေတွေပိုကောင်းတယ်ကောင်းကျိုးချမ်းသာဖြစ်စေနိုင်သေးတယ်လူမိုက်မိတ်ဆွေဟာမိတ်ဆွေတော့မိတ်ဆွေပဲဒါပေမဲ့လူမိုက်ဖြစ်နေသည့်အတွက်ကြောင့်ဘာမှမသိတဲ့ပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့်သူကအန္တရာယ်ပို့ပြီးတော့ပေးတယ်လို့ဒီလိုဆိုတာနိတိကျမ်းနေမှာ ။ဩမြတ်စွာဘုရားကလည်းဒီမှာဟောထားတာ။လောကမှာဖြစ်ပေါ်သမျှဘေးရန်တွေဟာဘာလကြောင့်ဖြစ်တာတဲ့ပဏိတကြောင့်ဖြစ်တာမရှိဘူးတဲ့။ဥပမာပေးတယ်။မာရီပြောနေကြစကားတစ်ခုပေါ့။အမိုက်ကစပြတ်သက်မီးလောင်ဆိုတာ။လောကမှာတန်ဖိုးရှိတဲ့အရာတွေပျက်စီးကုန်တာဟာတန်ဖိုးမရှိတဲ့အမိုက်ပုံကနေစတာ။ တံပိုးမြင့်ရှိတဲ့အမိုက်ပုံကစပြီးလောင်တဲ့မီးဟာတံပိုးရှိတဲ့တိုက်တဲ့အိမ်ကြီးကုန်ပါသွားတယ်တဲ့အဲ့ဒါမျိုးလိုပဲလူမိုက်တွေကြောင့်ဖြစ်ပေါ်လာတဲ့အနေရဇိုးကြီးဟာတံပိုးရှိတဲ့လူတွေပါပါသွားနိုင်တယ်တလို့ဆိုလိုတယ်နော်အဲ့ဒါကြောင့်မို့လို့ဘေးရအနေရဆိုတာဟာတန်တရာထဲမှာရှိနေလို့ရှိရင်တော့ကြုံနိုင်တယ်ဘသူကြောင့်ကြုံတာတုံးဆိုရင်မြတ်စွာဘုရားလူမိုက်ကြောင့်ကြုံတာ မသိမသိမလိမ္မာတဲ့ပုံကိုယ်တွေကြောင့်အနိယေဆိုတာဒီလိုပဲကျုံတတ်တယ်နောက်တစ်ခါလောကကြီးတစ်ခုဒီယောဂတွေများပြီးတော့ဘဝမှာအဆင်မပြေဖြစ်တာတွေနဲ့ပတ်သက်ပြီးတော့လူသားတွေနဲ့တဘာဝပတ်ဝန်းကျင်ဆက်ဆက်မှုရှိပုံကိုမြတ်စွာဘုရားကအတ္တမိကတုံးမှာဟောထားတာ ရှိသေးတယ်အမှန်တမ်းမှတ်သားစရာကောင်းတယ် ယမတကားမှာလည်းရှိတယ်လေဒါတွေကဒီလောကကြီးတစ်ခုလုံးဟာကြီးပွားတိုးတက်ဖို့ကြီးပွားတိုးတက်မှုမှလည်းပဲကောင်းဆောင်တာအရေးကြီးတယ်အေးဒါကြောင့်မို့လို့အခုဒီမှာမြတ်စွာဘုရားသခင်ကိုရမြတ်ဟောထားတဲ့တရားတွေကိုဘုန်းကြီးတို့တွေ့ရဒီလူလောကနဲ့ တဘာဝပတ်ဝန်းကျင်ဆိုတာဆက်ဆက်မှုရှိကုန်လေးကိုတုတ်တန်တစ်ခုမှဘလို့ဟောထားတော့လို့ဆိုတာဒါလည်းအမတမတတိထားစရာကောင်းတယ်ပေါ့အမတမတတိထားစရာကောင်းတယ်အထမိကတုတ်တယ်ရှင်းလားအထမိကတုတ်မှာမြတ်စွာဘုရားကဘလို့ဟောထားတော့ဆိုအခြေအနေတစ်ခုဟာတစ်ခုနဲ့တစ်ခုဆက်သွဲပြီးတော့လာတယ်ဆိုတာကိုရှင်းပြတယ် ဟုတ်မဟုတ်ကိုယ့်ဘာကိုစဉ်းစားကြည့်ပေါ့အခြေအနေတစ်ခုကဆက်သွယ်လာတိုင်းပြည်တပြည်မှာတိုင်းပြည်ကိုအုပ်စိုးတဲ့မင်းဟာအဓိကကြတယ်အဲ့ဒီအုပ်စိုးတဲ့မင်းကတကယ်ကိုတရားဥပဒေတိုင်းတရားနီလန်းကြကြကိုချင်းတရားမဖောက်ဖြစ်ဖယ်နဲ့တိုင်းပြည်ကိုအုပ်ချုပ်ဖို့လိုအပ်တယ်အဲတိုင်းပြည်အုပ်ချုပ်တဲ့မင်းကကိုချင်းတရား ပြက်ပြားပြီးတော့ဒီတရားနိလမကြတော့ဘူးဖောက်ဖြက်ပြီးတော့နေတယ်ဆိုလို့ရှိရင်နောက်ဆက်တွဲဘာတွေဖြစ်လာတော့စဉ်းစားကြည့်တိုင်းပြည်အုပ်ချုပ်တဲ့ပုဂ္ဂိုလ်ကကြီးကဲကဆိုပါတော့အဲ့ဒီမှာကိုချင်းတရားပြက်ပြားလာပြီဆိုလို့ရှိရင်ဘာဖြစ်တော့မင်းမူတန်းနေကိုချင်းတရားပြက်ပါလာဒါခွင်းဆက်ပဲမင်းကကိုချင်းတရားပြက်ပြားရင် မင်းမူရန်ကိုကျင်တရားပြက်ပြား။မင်းမူရန်ကိုကျင်တရားပြက်ပြားရင်ဘသူတွေကိုကျင်တရားပြက်ပြားတော့ဆိုဒီအနိကတ်ဆုံးနော်တိုင်းပြည်မှာအင်အားရှိတဲ့ပစ္စည်းဥစ္စာချမ်းသာတဲ့ပုဂ္ဂိုလ်တွေကိုကျင်တရားပြက်ပြားလာ။အဲ့ဒီပုဂ္ဂိုလ်တွေကိုကျင်တရားပြက်ပြားပြီဆိုရင်တနိုင်ငံလုံးကိုကျင်တရားပြက်ပြားတယ်။ခွင်းဆက်ပဲတာရှောင်ရှားလို့မရဘူး။ အဲ့ဒါကိုမြတ်စွာဘုရားကဘယ်လိုဥပမာပေးထားတော့ဆိုလို့ရှိရင်နွားအုပ်ကြီးတုပ်သွားတဲ့ခံပါတဲ့ရှေ့ဆောင်နွားလာကဖြောင်းဖြောင်းသွားလို့ရှိရင် နောက်နွားတွေလည်းဖြောင်းဖြောင်းလိုက်တယ်ရှေ့နွားကကောက်ပြီးတော့သွားလို့ရှိရင်အကုန်လုံးဟာဖြောင်းဖြောင်းမသွားကြတော့ဘူးလို့ဒါမြတ်စွာဘုရားကဒီလိုဟောထားတာနော်အဲ့ဒီမှာတပ္ပံရထံဒုက္ခံသေတိရာဇာစေဟောတိအဋ္ဌမိကောတဲ့ တန်ပြီအုပ်ချုပ်တဲ့မင်းကမတရားတော့ဘူးတရားမဲ့တယ်ကိုချင်းတရားပြပြတယ်ဆိုလို့ရှိရင်တဏ္ဍာလုံးဟာဒုက္ခရောက်တယ်လို့ဒီလိုခေါ်တာဒါမြတ်စွာဘုရားကအင်္ဂုတ္တရနိကေမှာအတ္တမိကတုကဲကောင်းပြီကိုချင်းတရားပြပြတာနဲ့ဘယ်လိုဒုက္ခတွေရောက်သလဲစဉ်းစားဘယ်လိုဒုက္ခတွေလူနဲ့သဘာဝပတ်ဝန်းကျင်ဆိုတာဆက်ဆက်နေတယ်ဆိုတော့ပြောလူနဲ့သဘာဝပတ်ဝန်းကျင်ဆက်ဆက် အခုလိုတိုင်းပြည်အုပ်ချုပ်တဲ့မင်းကတရားမဲ့ဒီဖြစ်နေရယ်မတရားအုပ်ဆိုးတယ်ဆိုရင်မင်းမူရန်တွေကမတရားအုပ်ဆိုးတယ်သူတို့နဲ့နေဆက်တဲ့ပုဂ္ဂိုလ်တွေကကိုကျင်တရားပြက်ပြားလာတယ်နောက်ဆုံးတိုင်းသူပြည်သားအားလုံးကိုကျင်တရားပြက်ပြားလာတယ်တဲ့အဲ့လိုပြက်ပြားလာလို့ရှိရင်ဒီရင်ရက်သလားဆိုမရက်ဘူးဒါကလူတွေဒီလို ဖြစ်တဲ့အချိန်မှာ ဘာတွေကဆက်နွယ်ပြီးတော့လာတော့ဆိုမြတ်စွာဘုရားကဝိတမံစန္ဒိမသူရိယပရိဝတ္တန်တိအဲဒါသိပ္ပံဆရာတွေတွေ့ချင်မှတွေ့မှာမြတ်စွာဘုရားဟောထားတာဒီတိုင်းပဲเนาะလူကြီးကိုချင်းတရားပြက်ပြားပြီဆိုလို့ရှိရင်တဲ့ဝိတမံစန္ဒိမသူရိယပရိဝတ္တန်တိလရေနေတွေ ဒီစัจ java လာတစ်ခုမှာလှက်ပတ်ပြီးတော့နေတဲ့အနေအထားတွေဟာပြောင်းလဲလာတယ်လမ်းကြောင်းတွေလွဲလာတယ်လို့ဆိုခုလည်းပြောကြတာပဲလေဂျိုကြီးကပဲပဲရောက်သွားတယ်ဒီရောက်တယ်ဆိုတာဒါလည်းဖြစ်နိုင်တယ်เนาะလမ်းကြောင်းတွေလွဲလာတယ်ဆိုတာလူတွေကိုကျင့်တရားပြက်ပြားလာလို့ရှိရင်လတွေနေတွေဟာတွားနေကြလမ်းကြောင်းမဟုတ်ပဲねလမ်းကြောင်းလွဲလာတယ်တဲ့လမ်းကြောင်းတိမ့်လာဒါဖြင့်လတွေနေတွေလမ်းကြောင်းတိမ့်တော့ဘာဖြစ်လဲလို့ဆိုရင် နက်ခတ်တီတာယာတွေလည်းပဲလမ်းကြောင်းတိမ့်ကုန်တယ်တဲ့ဒါတစ်ခုနဲ့တစ်ခုခွင်းဆက်လူတွေကိုချင်းတရားပြည့်ပြောင်းမှုကနေပြီးတော့ဆက်နွယ်လာတာဩလရနေတွေလမ်းကြောင်းလွဲသွားတဲ့အခါမှာနက်ခတ်တာယာတွေကလည်းလမ်းကြောင်းလွဲသွားတယ်နက်ခတ်တာယာတွေလမ်းကြောင်းပြောင်းသွားတဲ့အခါဘာဖြစ်တုံးဆိုနေတွေညတွေဟာပုံမှန်မဟုတ်တော့ဘူးဒါဖြင့်နေ့တွေညတွေပုံမှန်မဟုတ်တဲ့အခါကျတော့ဘာဖြစ်လဲလို့ဆိုရင် လအရေအတွက်တွေကလည်းလွဲကုန်တယ်เนาะမိုးရာသီကဆောင်းရာသီဖြစ်လို့ဖြစ်နေလွတ်လွတ်ချော်ချော်တွေအကုန်ဖြစ်ကုန်တယ်တဘာဝကြီးဟာလွဲချော်ကုန်အဲခုခေတ်မှာတော့အိုဆုံးလွာပါလို့ဘာဖြစ်လို့တို့ဒီပြင်အကြောင်းနေတာရှောက်ပြောတာတကယ်ကတော့တတ္တဝါတွေအကျင့်ပြတ်တာကပိုအဓိကကြတယ်เนาะလူတွေဖြတ်စည်းလို့တဘာဝပတ်ဝန်းကျင်ပြတ်စည်းလာ ဖြတ်စည်းတယ်ဆိုတာလူတွေရဲ့အကျင့်စာရိတ္တဟာ ပတ်ဝန်းကျင်ကိုပျက်စီးစေတယ်ဆိုတာအမတ္တမထင်ရှားတာပေါ့။ဟောအဲ့တော့လာတွေဒီရက်လာတွေအချိန်နေပြောင်းသွားတယ်။ပြောင်းသွားတဲ့အခါဘာဖြစ်တုံးဆိုရာသီဥတုတို့နှစ်တို့ဆိုတဲ့အနေထားတွေလည်းပြောင်းလဲကုန်တယ်တဲ့။အဲ့ဒါလို့ပြောင်းလဲတော့ဘာဖြစ်လာတော့ဆိုလေတိုက်တာတွေကလည်းမမှန်တော့ဘူး။လေလန်းချောင်းတွေကမမှန်တော့။ဟုတ်တယ်ဘုန်းကြီးတို့သတိထားကြည့်မိတယ်။ငယ်ငယ်တုန်းကအနေထားနဲ့တော်တော်ကွဲလွဲသွားပြီ။ အခုလေတိုက်ပုံတွေကတော်တော်ကိုကွဲလွဲသွားတယ်။နော်တော်တော်ကွဲလွဲသွားပြီ။အဲ့ဒါလို့လေတိုက်တာတွေကလမ်းကြောင်းမမှန်တော့ဘာဖြစ်လဲဆိုတော့ကောင်းငင်မှာနေကြတဲ့နတ်တွေကလည်းပဲသူတို့ကောင်းငင်မှာသူတို့ဗိမာန်တွေရှိတယ်။အဲ့ဒါလေလမ်းတွေကမမှန်တဲ့အခါကျတော့လေတွေကတိုက်ချင်ရတိုက်တဲ့အခါကျတော့နတ်ရဲ့ဗိမာန်တွေကိုလေတွေကဝင်တိုးတဲ့အခါမှာဗိမာန်တွေလှုပ်လာတယ်။ လှုပ်တဲ့အခါကျတော့နတ်တွေကစိတ်ဆိုးလာစိတ်ဆိုးလာတယ်တဲ့ဒါတမန်ပုဂ္ဂိုလ်တွေတော့မသိနိုင်ဘူးတော့ဒါမြတ်စွာဘုရားဟောတာပဲအဲ့ဒါလို့နတ်တွေကစိတ်ဆိုးလာတဲ့အခါကျတော့ဘာဖြစ်လဲလို့ဆိုတော့မိုးမမှန်တော့ဘူးတဲ့မိုးလေဝသမမှန်တော့ဘူးကောင်းကောင်းမွန်ရွာသိတဲ့အချိန်ကိုမရွာဘူးမရွာသိတဲ့အချိန်တွေကိုရွာလာတယ်တဲ့အဲ့ဒါဟာတဘာဝပတ်ဝန်းကျင်ကြီးကို လူတွေကဖြတ်စည်းလိုက်လို့ပျက်စီးသွားတဲ့အနေအထားတစ်ခုပဲဒီလိုပျက်စီးတယ်ဆိုတာကိုတာမန်သိပ္ပံဆရာတွေမသိနိုင်ဘူးသူတို့သိနိုင်တာဘာလို့ဆိုတော့တောတွေတောင်တွေခုတ်လို့မလှုပ်လို့ညာလှုပ်လို့ဒီလောက်ပဲသူတို့ပြောလို့ရမယ်မျက်စိကမြင်တာနော်မြတ်စွာဘုရားကတာမန်လူတွေမျက်စိနဲ့မမြင်ရတဲ့အကြောင်းအရာတွေကိုခုကထောက်ပြတာတာမန်ပုဂ္ဂိုလ်တွေမမြင်ရအဲ့တော့လူတွေကိုချင်းတရားပြက်လာလို့ရှင်ဒီလိုအခြေအနေတွေကိုစိုက်လာတယ်တဲ့ အဲ့တော့မိုးလေဝသမမှန်တော့ဘာဖြစ်လဲလို့မေးစရာရှိတယ်။မိုးလေဝသမမှန်တဲ့အခါကျတော့တဲ့စိုက်ပျိုးတဲ့စားစရာတီးနှံလူတွေကဒီတီးနှံကိုစားကြအသက်ရှင်နေဆိုတာဒါတွေစားပြီးအသက်ရှင်ရမှာကိုကောက်ပဲတီးနှံလူတွေစားတဲ့ကောက်ပဲတီးနှံတွေကမမှန်မကန်တော့ဘူးတဲ့အဲ့ဒီမမှန်မကန်အစီဩဇာတွေ ရုပ်လျော့သွားတဲ့တိဏ္ဏတွေကိုစားတဲ့ပုံကိုယ်တွေကဘာဖြစ်လာတော့ဆို အသက်တိုးလာတယ်ခန္ဓာကိုယ်အသားအရည်တွေရုပ်လျော့လာတယ်ယောဂါတွေထူပြောလာတယ်အလုံးမြတ်စွာဘုရားကဒီလူသားတွေနဲ့ပတ်သက်ပြီးတော့လူသားတွေကိုချင်းတရားပြက်ပြားသည့်အတွက်ကြောင့်ဖြစ်ပေါ်လာနိုင်တဲ့အချက်10မျိုးထီအောင်ခုလို့ တစ်ခုနဲ့တစ်ခုခွင်းဆက်ပဋိစ္စသမုပ္ပါဒ်လိုပဲဒါဖြစ်လို့ဒါဖြစ်တယ်ဆိုတာတွေကိုမြတ်စွာဘုရားအကြောင်းနဲ့အကျိုးနဲ့ဟောတာဒါအလုံးတရားမှမှန်ကန်တယ်ဒီကနေ့စားနေတဲ့အစာအာဟာရတွေကို ကြည့်အဗဒမအာနိယများတဲ့အစာအာဟာရတွေဖြစ်လာငပြောသီးတောင်ဆေးတုပ်ပြီးတော့မှဲ့တာတော့တည့်ရသီးလည်းဆေးတုပ်ပြီးတော့မှဲ့တာတော့နော်ဖရဲသီးဆိုတာတောင်မှပဲဆေးတုပ်လိုက်ရင်ရဲသွားတယ်ဖရဲသီး အကောင်လုံးဟာဆေးနဲ့လွတ်တာအမတန်မှရှာတချို့ကလည်းမသိကြတကယ်တော့အဲ့ဒီအတိုင်းဖြစ်နေတယ်ဆိုတာသိချတယ်ဒီဟင်းချုံမုံလေးပါလေးစားတာကဒါအဲ့ဒီတက်ကိုကြီးမားသွားပြီအခုဟာဟင်းချုံမုံကဒါရီနဲ့စာရင်နည်းနည်းတော်အောင်လို့ပြောတယ်အခုကပိုဆိုးသွားတယ်နော်ပိုဆိုးသွားတယ်တီးနံတွေကိုဆေးဖြန့်လိုက်တယ်ဝင်းဝါပြီးတော့မဲ့သွားတယ်ဒီဆေးတွေကအစိတ်တွေပဲလေ အဲ့တော့အခုဆိုကြားရတယ်ဗာကြားတော့ဆိုလူတွေကကျမကြီးကောင်းတယ်လို့တဆင့်ပြောရင်လူဆိုတာကကျမကျင်ကြတာဒါသဘာဝပဲပေါ့နှကမောက်သီးစားရင်ကျမတယ်ကျမကြီးအတွက်ကောင်းတယ်လို့ကိုလူကပြောဒီလူကပြောအဲ့ဒီနှကမောက်သီးကအဖြူနဲ့အနီနှစ်ခုရှိတယ်အနီဆိုလို့ရှိရင်ဈေးပူပေးရတယ်သူကပူကျမကြီးကောင်းတယ်လို့ပြောတော့ဘာလို့လဲနှကမောက်သီးအနီတွေကဆေးဆိုးတာဖြစ်လား ဒါတကယ်တကယ်ကိုပြောတာเนาะတကယ်အဲ့လိုဖြစ်လာစားစရာကိုလောကကြီးမှာမရှိတော့အောင် ဖြစ်လာခုဟာဆေးမဆိုးတဲ့အစားအစာဆိုတာတော်တော်ရှားသွားပဇွန်ကြောင့်လဲဆေးဆိုးတာပဲပဲလဲဆေးဆိုးတာပဲအကုန်လုံးဟာဒီဆေးနဲ့လွတ်ကင်းတာအမတမရှားတယ်အာလုံးသိကြတယ်လက်ဖက်ဆိုလည်းပဲအယောင်လေးလှအောင်ဆေးဆိုးတာပဲအကုန်လုံး ဒီဆေးဆိုးထားတဲ့ဆေးတွေဆိုတာဟာလူရဲ့ခန္ဓာကိုယ်နဲ့တင့်တော်တဲ့အစားလို့ရတဲ့ဆေးမှမဟုတ်မှမဟုတ်တာပဲ။အဲ့ဒါလို့လူလောကကြီးဟာလွန်လွန်ကျွန်ကျွန်ဖြစ်တဲ့လောဘတွေလူတွေမှာကိန်းလာတဲ့အခါကျတော့စားစရာအစားအစာတွေဟာအနေဖြစ်စေတဲ့အရာတွေဖြစ်လာတော့ဒီကနေ့ခေတ်ဒီအစားအစာတွေခန္ဓာကိုယ်ထဲရောက်သွားလို့ရှိရင် ဘယ်ကိုဒုက္ခပေးတုံဆိုရင်အသေးနဲ့ကြောက်ကပ်ကိုသွားဒုက္ခပေးတာပဲ။ဘာဖြစ်လို့တုံဆိုအစားအစာမှန်သမျှအသေးနဲ့ကြောက်ကပ်ကိုသွားတာဟုတ်သူက။ကြောက်ကပ်ကအသေးကတန့်စင်ပေးရတယ်။ဟောကြောက်ကပ်ကတန့်စင်ပေးရတယ်။ဟောဒီတကူကဒီသူတို့ ਨੇ မတဲ့တဲ့ဓာတ်တွေကြတော့အလုံးမလုံးနိုင်ကြတော့အလုံးမလုံးနိုင်တော့အသေးယောဂဖြစ်တယ်ကြောက်ကပ်ယောဂဖြစ်တယ်။ဒီကနေ့ခေတ်မှာအဲ့ဒါတွေပုံများလာတယ် ပိုများလာတော့လောကကြီးဟာဒါပျက်စီးဖို့ရာအကြောင်းတရားတွေပဲလို့ဒီလိုပြောရမှာပဲပျက်စီးဖို့အကြောင်းရာအဲ့တော့မြတ်စွာဘုရားသခင်ကိုရောမြတ်ကအာထမိကတုတ်ကိုခေါ်လိုက်တာဒါတနိုင်ငံတိုင်းဖြစ်တာမဟုတ်ဘူးနိုင်ငံတကာမှာဖြစ်နေတဲ့ကိစ္စတွေကိုပြောပြတာနော်လောကမှာအတုလှုပ်တာတွေကလည်းအမြဲတမ်းများတယ်အစားအစာတွေအတုလှုပ်ဟိုအမေရိကန်နိုင်ငံတို့တောင်မှပဲကြည့် fertilizer free ဆိုတဲ့ဆိုင်ကတတ်တတ်ရှိဈေးကြီးပေးဝယ်စားကျန်တာတွေက fertilizer တွေနဲ့လောက်ထားတာဓာတ်မြေဩဇာတွေထည့်ပြီးတော့ဒီကြည့်လိုက်လို့ရှင်အလုံးကြီးတွေချောအောင်နှအောင်လောက်ထားဘာကအဆုံးဖြတ်ပေးသွားတာတုံးဆိုရာသီဥတုနဲ့အာရအဆုံးဖြတ်ပေးတာအဲ့တော့ရာသီဥတုကညံ့လာပြီဆိုလို့ရှင်ညံ့တဲ့ရာသီဥတုပေါ်မှာမိပြီးတော့စိုက်ရတဲ့တိဏ္ဏတွေက လူရဲ့ခန္ဓာကိုယ်ထိမ့်နိုင်စွမ်းနေလဲလားအခုထိမ့်နိုင်စွမ်းနေတဲ့အစာအဟာရတွေပေါ်မှာထပ်ဆင်ပြီးတော့အစိတ်တွေတင့်နေဆိုပိုဆိုးလာတာပေါ့ဒီလိုဆိုလို့တာเนาะအစိတ်တွေကထပ်ပြီးတော့ပိုးလာငကောမှာယာတိဥရုမမှန်လို့အစာအစာတွေကဒုက္ခရောက်ရတဲ့အထက်မဲ့ဟိုအစာအစာတွေရဲ့ဒီစွမ်းဆောင်မှုကအပြော့သွားတဲ့အထက်မဲ့တခါကယ်မီကယ်ဆိုရဒီအစိတ်ဓာတ်တွေနဲ့ ပြန်ပြီးတော့လှုပ်လိုက်တဲ့အခါကျတော့လူတွေကဒုက္ခရောက်ပေါ့အသက်ကပိုးတူဖို့ဖြစ်လာတယ်ပေါ့အဲ့တော့ဒီအန္တရာယ်တွေအားလုံးဟာဘာတို့ကြောင့်ဖြစ်တာတုံးဆိုတော့မြတ်စွာဘုရားဟောရင်လူမိုက်တွေကြောင့်ဖြစ်တာတဲ့လူမိုက်တွေကြောင့်ဖြစ်တာအဲ့တော့အလွန်ကြောက်ဆဲကောင်းတယ်ဒီအန္တရာယ်တွေကလွတ်မြောက်ဖို့အတွက်ဘုန်းကြီးတို့တွေဘာလုပ်ရမလဲဆိုတော့မြတ်စွာဘုရားနှိမ့်လန်းပေးထားတာပေါ့နောက်ရကြမှာဆက်ပြီးတော့ရှင်းပြမယ်နော်အန္တရာယ်ဆိုတာဒီ လူတွေဟာလူဘွားရထိုင်တော့တစ်ချိန်မဟုတ်တစ်ချိန်ဒီကတ်ဆိုတာလည်းဖြစ်ပေါ်လာနိုင်တယ်အန္တရာယ်ဇိုးကြီးတွေလည်းဖြစ်ပေါ်လာနိုင်တယ်အဲ့ဒါလို့ဖြစ်ပေါ်လာတဲ့အခါမှာလူတိုင်းလူတိုင်းဟာဒီအန္တရာယ်တွေကိုကြောက်ထားကြည့်ပဲအဲ့တော့ကြောက်လို့ရှိရင်ဒီအန္တရာယ်တွေကလွတ်မြောက်တဲ့နိလန်ရှိသလားလို့ဆိုတာမြတ်စွာဘုရားကဟောထားတာရှိတယ်ပေါ့နော်အဲ့ဒီလွတ်မြောက်စေတတ်တဲ့နိလန်အတိုင်းလိုက်နာကျင့်သုံးမှနောက်ဆုံးကြတော့ဘုန်းကြီးတို့တွေ တဏှာဟုတ်ကလွတ်ပြီးတော့နိဗ္ဗာန်ရမှသာလင်းဘေဆိုးရန်ဆိုးအန္တရာယ်ကတ်ဆိုးကြီးတွေကလုံးဝလွတ်မှာလို့ဒီလိုကိုယ်စီကိုယ်စီသဘောကျပြီးတော့ထိုအဆိုးတွေထဲမှာမိမိကိုယ်တိုင် မပါရအောင်ဓိတဲ့ဆိုးတဲ့အဆိုးကပါလဲလို့ဆိုရင်ကိုယ်တဏ္ဍာမှာအကုသိုလ်တွေလွှမ်းမိုးခြင်းကဓိတဲ့ဆိုးတယ်လို့ကိုယ်စီကိုယ်စီကိုယ်တဏ္ဍာမှာအကုသိုလ်တရားတွေလွှမ်းမိုးခြင်းမခံရအောင် चीन <laughs>